အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ယူလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အဲ့ဒါကျွန်တော်ဒီနေ့မှာအဲ့ဒါကျွန်တော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့အပြောင်းအရွှေ့တစ်ခုကြောင့်ကျွန်တော်နည်းနည်းလေးဆွေးနွေးမယ်အဲ့လက်ရှိမှာဒါကျွန်တော် Manchester United အသင်းနဲ့ Manchester City အသင်းတို့ရဲ့မကြခင်မှာဒါကျွန်တော်အပြိုင်ဖြစ်လာနိုင်မယ့်အပြောင်းအရွှေ့တစ်ခု ဒါလက်ရှိမှာဒါ build up လုပ်နေတယ်ဗောနော်အဲ့တော့နှစ်သိန်းလုံးအကြောင်းဆိုတာသူ့ရဲ့လိုအပ်ချက်နဲ့သူ့ရဲ့ဒါကျွန်တော်ဖြစ်နေတဲ့ပုံစံကျွန်တော်နည်းနည်းလေးပြောသွားမယ်အဲ့တော့ဒါဒီကိစ္စနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးဒါ detail လေးဆွေးနွေးသွားမယ်ဗောနော်အဲ့တော့လက်ရှိမှာဒါဒီကစားသမားကျွန်တော်ကစားသမားမဟုတ်ဘူးလက်ရှိမှာဒါကျွန်တော် PSG အသင်းနဲ့တူဒါကျွန်တော်တို့ဖလား triple လေးရထားတယ် ဒါအပြင်ဒါကျွန်တော်တိကျတဲ့အတိုင်းပဲဟိုအခုလက်ရှိမှာဒါတော်တော်လေးကိုခြေစွမ်းမှုလက်စွမ်းပြနေတဲ့ကိုသမားပေါ့နော်ကျွန်တော်ကူရန်ကျွန်တော်တို့ personally ကဒီဘက်ကိုဘူဆိုလို့ကျွန်တော်အမြဲတမ်းမြင်နေခဲ့မှာဒီနေ့မှာကျွန်တော်မသွားအောင်လုံးဝပြတ်သားတားနိုင်ခဲ့တဲ့အီတလီကိုသမားဖြစ်တယ်ဒီကစားသမားကတော့ကျွန်တော်တခြားသောကိုသမားရောမဟုတ်ဘူးဒါဒေါ်နာရောမှာပေါ့နော်လက်ရှိမှာဒါ Manchester ညီနောင်နေဖြစ်တဲ့ Manchester United အသင်းနဲ့ Manchester City တို့နှစ်သင်းလုံးကတော့ဒီကစားသမားကိုလက်ရှိမှာ ခေါ်ယူခြင်းနဲ့ဆိုတဲ့သတင်းတွေစတင်ပြီးပြစ်လာခဲ့ပြီလို့ပြောလို့ရကျွန်တော်ပထမဒီသတင်းကိုထွက်တဲ့အချိန်မှာဟာ ပူပူလောလောတာကျွန်တော်ချန်ပီယံလိရတာတယ်ထရီပိုရတာတယ်ကစားသမားတယောက်အနေနဲ့အသင်းကထွက်ပါမလားဆိုတဲ့မေးခွန်းတွေကိုကျွန်တော်အနေနဲ့မေးမိတယ်ဒါပေမဲ့ကျွန်တော်မနိုင်ပါမဆိုဒါဒေါနာရောမှာသူ့ရဲ့လက်ရှိပူပူလောလောဖြေထားတဲ့အင်တာဗျူးတွေကျွန်တော်သတိမထားမိပဲဒီစကားမျိုးကိုကျွန်တော်တွေးမိလိုက်တယ်ပေါ့နော်ဒါပေမဲ့လက်ရှိမှာနောက်ဆုံးဒါကျွန်တော်တီးရတော့ဒါအပ်ဒေ့ရတီးရတော့အော်ဆိုတဲ့ဖြစ်သွားတဲ့အကြောင်းအရာတွေရှိခဲ့တယ်အဲ့တော့ ဒေါ်ရမနီနဲ့အခုလက်ရှိမှာ Paris Saint-Germain နဲ့ဒါကြောင့်တီးကြရတယ်မယ်စာချုပ်တဒန်းရတနှစ်ပဲကြံပြီအဲ့ဒါကအရေးကြီးဆုံးအချက်ဖြစ်တယ်စာချုပ်တဒန်းရလက်ရှိမှာတနှစ်ပဲကြံပြီကစားသမားရလာမင်2026မှာဒါကြောင့် PSG အသင်းနဲ့စာချုပ်တဒန်းအကုန်မှာဖြစ်တယ်ဒီဟာနဲ့ပတ်သက်ပြီးလက်ရှိမှာဒါ interview သမားတွေကဒါဒေါ်ရမနီပတ်သက်ပြီးဒီချိန်လုံးဒါကျွန်တော်တို့ interview ဝိုင်းပေးကြတယ် PSG မှာစာချုပ်တဒန်းတို့မှာလာဒါဟာဒါသူ့ရဲ့နောက်ဆုံးနှစ်တကယ်တနှစ်ဆိုတာပုံစံမျိုးပြောလာခဲ့တယ်အခုလက်ရှိချိန်ဒီဒေါ်ရမန်ကဒါ PSG ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့လုံးဝကိုဒါ ခုအနေနဲ့ပုံမှန်လည်းမပြောထားခြင်းမရှိဘူးသူအနေနဲ့ခုနကပြောသည်မကြခင်ကျွန်တော်တို့ဒါကြည့်ကြအောင်လက်ရှိမှာကျွန်တော်တို့ PSG အသင်းသားပဲဖြစ်သေးတယ်ကျွန်တော်တို့ကျွန်တော်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးအနာဂတ်မှာပဲပြောအောင်ဆိုပြီးတော့ခဏခဏသူ့အနေနဲ့ဒါ interview သမားတွေကိုညှင်းလွတ်နေတာကိုတွေ့ရမယ်တဲ့မှာပါတယ်အဲ့တော့လက်ရှိချိန်မှာဒါနှစ်သင်းဒါကျွန်တော် Manchester United က Manchester City ကနှစ်သင်းလုံးကလာမယ့်နေရာဒီမှာအဲ့ပေါ့လာမယ့်နေရာဒီမှာခိုးသမားအသီးသီးလူတဲ့အသင်းတွေကိုတိုင်ဖြစ်တယ် ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းဒီ detail ဆက်နေအဲ့တော့ဒေါ်လာမောင်လက်ရှိမှာဒါ transfer market ရဲ့ value ရတာကျွန်တော် euro တက်မဲ့ euro တန်းလေးစင်နဲ့ဈေးတက်မှတ်ထားခဲ့တာဖြစ်တယ်လို့တွေ့ရမိတယ်မှာပါတယ်ဒေါ်လာမောင်ဒါကလည်းပြဿနာကြီးမှာဒါကျွန်တော်တို့ဘောလုံးလောကရဲ့ရောက်တယ်လို့အကြ ాయి လို့ထင်ခဲ့ပေမဲ့ ဂေါသမအသက်အရွယ်နဲ့ပြန်တွေ့မယ်ဆိုတော့ဒါကလီးတသာပဲရှိသေးတယ်လို့ပြောရတယ်။ဒေါနာရမအခုမှအသက်အရွယ်အပြည့်26နှစ်ပဲရှိသေးတဲ့ကြောင့်မို့တကယ်တမ်းပြန်ကြည့်မယ်ဆိုရင်တော့တော်တော်လေးကိုမဆိုးဘူးလို့ပြောလို့ရတယ်တမပါတယ်။ဒေါနာရမအနေနဲ့မမက်ရတာကျွန်တော် AC Milan ကနေ PSG ကိုပြောင်းသွားတဲ့အချိန်မှာအလွတ်ပြောင်းရွှေ့ကြောင့် AC Milan ပြိတ္တတွေနေအခုချိန်ထိဒေါနာရမကိုအကြီးအကျယ်ဒေါသထွက်နေတယ်ဆိုတော့အကုန်လုံးမှတ်မိကြလိမ့်မယ်။ကျွန်တော်တို့မှတ်မိတော့ဆိုအဲဒီတော့ကဒါကျွန်တော်တို့ဒီကဲကချာတိတ်လေးပဲရှိသေးတယ်။ဒါကြောင့် AC Milan မှာဒီဘဲနေတကယ်ကိုလမ်းပြန်ထွက်တယ်ဒါကျွန်တော်လက်စွဲနေပြတ်သားပြီး AC Milan ပြိတ္တတွေနေဒီကစားသမားကိုစာချုပ် ်သက်တမ်းတိုးမယ်ဆိုအကုန်လုံးကအကြီးကျယ်ညှော်နေခဲ့တာဒါပေမဲ့ဒီနေရာမှာဘာဖြစ်သွားလဲဆိုကစားသမားကဘာလို့သွားမယ်လဲဆို PSG ကဒါကျွန်တော်တို့ ဟုတ်ပေါ့မင်းစာချုပ်စာချုပ်ထိုးကြီးပဲစာချုပ်ထိုးကြီးကြီးပဲတော့15သန်းလားမသိအဲ့ဒီအီကိုပစ်ပေးလိုက်တာ PSG အဲ့ဒီအချိန်မှာတော့ကျွန်တော် AC Milan ကနေပြီးတော့အလွတ်နဲ့ထွက်ပြီးတော့ PSG ကိုရောက်သွားချိန်မှာ AC Milan ပြိတက်တွေ Donnarumma ကိုချင်တာချင်တာချင်တာဆိုပြောမနေနဲ့မမှန်ရတာသူနဲ့တွေ့ရတဲ့အချိန်တွေ့ရတဲ့အချိန်တိုင်းမှာ AC Milan ပြိတက်နေတဲ့ဒါကျွန်တော် PSG နဲ့ဒါတွေ့ရတဲ့အမြဲတမ်းဒါကျွန်တော်တို့ဒါဝိုင်းဆဲရတယ်ပေါ့နော် PSG အခုလက်ရှိမှာလည်းဒါအီတလီသားဖြစ်တဲ့ကြောင့်တချို့သောဘူးမန့်နေမှာဆိုတာ သူကိုင်းတဲ့အထီကိုတော့ပြဿနာရှာတဲ့ကိုဖြစ်သွားအဲ့တော့ဒေါ်နာမည်မီလန်ကကောင်တွေကသွေးရဲတယ်ဆိုတော့သိပြီးတော့ထူးဆန်းတယ်အဲ့တော့လက်ရှိမှာလဲ PSG မှာဒီလိုမျိုးထပ်ဖြစ်သွားမလားဒါပေမဲ့ PSG ကအိုကန်ပိုဆိုအုပ်စုကဒီလိုမျိုးလုံးဝအပြစ်မခံဘူးလက်ရှိမှာ PSG တို့အနေနဲ့ဒေါ်နာရောမာကိုစာချုပ်သက်တမ်းတိုးဖို့အတွက်ဒါပြင်ဆင်ထားတယ်ကျွန်တော်အခုမှတေးတေးရှာရှာတိတာမှတ်မဲ့ရပါတော့ဒါ PSG ပထမအော် AC Milan ကနေ PSG မှာဈေးနဲ့နဲ့နဲ့ပြောင်းသွားလို့များလားဘာဖြစ်လို့ညာအခုမှလဲဒီဘဲကဒါလုံးဝ contract ကို run down လုပ်ပြီး ကျွန်တော်ဒါစာရုပ်ထိုးကြည့်ယူဖို့အတွက်ဒါဒီတိုင်းတို့ရအဲ့တော့ဒေါ်တော်မားတော့မနိုင်ပြမှာကြီးစားဆန်တယ်တော်တော်လေးကိုကြီးစားဆန်တယ်ဒါသူကိုယ်တိုင်လည်းသူခဏခဏပဲ of course ကြီးစားရဆန်အောင်မို့သူရဲ့ဒါတစ်ချိန်ကဒါကျွန်တော်တို့ဟို agent ကဆရာကြီး Raiola လေအခုချိန်ကဒါကျွန်တော်အခုချိန်နေသူ Raiola ရဲ့ဒါကျွန်တော် team အောက်မှာလုပ်နေကြောင်မို့ဒါ Raiola ရဲ့ agent အဲ့တော့ပြောချင်တာကဒီကစားသမားမှာစာရုပ်တတတစ်နှစ်ကျန်သေးတယ် Manchester United အသင်းနဲ့ Manchester City နှစ်သင်းလုံးဆိုင်ဝင်စားတယ်နှစ်သင်းလုံးရဲ့ situation ကိုကျွန်တော်နည်းနည်းလေး စကားနဲ့ပြောလဲအမန်ချက်စတာယူနိုက်တက်အသင်းကြောင့်နေနေပြောမန်ချက်စတာယူနိုက်တက်အသင်းနေဒီနှစ်ညရာသီမှာသူတို့အနေနဲ့ဒါကိုယ်တမနေရာအတွက်အိုနာနာအစားထိုးခြင်းပြီ။ဒါရှိမှာမန်ချက်စတာယူနိုက်တက်အသင်းရဲ့ဒါကျွန်တော်တို့နီးပြအဖွဲ့ချုပ်ဖြစ်တဲ့ဒါကျွန်တော်တို့ ရူဘန်အာမိုရင်းတို့အနေနဲ့ဒါအိုနာနာကိုအချိန်ပေးခဲ့တာအတိုင်းတာတစ်ခုထိကြော်လွန်ခဲ့ပြီလို့သူတို့ဟာသူတို့အပြည့်အဝခံစားနေကြပြီဖြစ်တယ်အဲ့တော့ပြောချင်တာသူတို့အနေနဲ့ဒီထက်ပိုပြီးတော့ဒါအိုနာနာကိုအချိန်အများကြီးမပေးနိုင်တော့ဘူးလို့သူတို့ကသူတို့လုံးဝ100%ယူဆတယ်အဲ့ဒါကြောင့်မလို့လက်ရှိမှာဒါကျွန်တော် Manchester United အသင်းကဒီနှစ်လွေရာသီမှာဂိုးသမားအသစ်ခေါ်ယူဖို့လုပ်တယ်။ဒါပေမဲ့ United ရဲ့နောက်ထပ်ပြဿနာတစ်ခုနဲ့လက်ရှိမှာ Tom Heaton တယောက်ကလွင်သူတို့ရဲ့လက်ရှိဂိုးသမား၂ယောက်လုံးကအသင်းကထွက်ဖို့တာဆူနေတယ်။အော်ဒီဘီယင်နာကနံပါတ်၁နေရာအတွက်ဒါကျွန်တော်တို့ဥဆောင်ခြင်းတဲ့တော့သူ့အနေနဲ့နံပါတ်၁ United နေရာပြီးနိုင်မဲ့အသင်းတစ်သင်းကိုသူအနေနဲ့ပြောင်းရွှေ့ခြင်းနဲ့ Onana ကလည်းရှိမှ United မှာဒါကျွန်တော်တို့သူ့အတွက်သူ့နေရာအတွက်သူကတိုက်ပွဲဝင်သွားခြင်းတာမှန်ပေမဲ့ United ဘက်ကဒါ Onana ကိုအကယ်၍သာထိုက်တဲ့နဲ့ကန့်လန့်မှုတွေသာရှိခဲ့မယ်ဆိုရင်တော့ရောင်းချသွားဖို့အတွက်ဒါကျွန်တော်ကြိုးစားသွားမယ်ဆိုတဲ့ကောလာဟာလာတည်င်းဆန်ဆန်လေးတော့ရှောက်ထွက်ပေါ်လာခဲ့တယ်ပြီးတော့ United အသင်းကပြန်စမ်းသကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့က Donnarumma ကိုတကယ်ကိုလိုအပ်နေတဲ့အနေအထားတစ်ခုရောက်နေတာမှန်ပေ Donnarumma လက်ရှိမှာဒါပရိသတ်တွေကြားထဲမှာဟော့ဖြစ်လားမဟော့ဖြစ်လားကျွန်တော်အနေနဲ့မသိမယ်လက်ရှိပါဒီတည်င်းကဒီနေ့မနက်အစောပိုင်းမှာစတင်ပြီးတော့တော်တော်လေးကို strong ဖြစ်လာလို့ပြောလို့ ေးရတယ်ဒါပေမဲ့ဒီသတင်းတွေအကုန်လုံးက tier 2 tier 3ပဲရှိသေးတယ် tier 1 level မှာလုံးဝမရောက်သေးဘူးလို့ပြောပြစီ Fabizero မအားလို့ねသူ့ရဲ့ဒါ podcast မှာတော့မှပြောဆိုထားခြင်းမရှိတော့ tier 1 level တွေကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ acknowledge တော့မလုပ်ထားဘူးလို့ကျွန်တော်နေနေလေးပြောပြခြင်းနဲ့အဲနောက်ထပ်တစ်ခုအနေနဲ့ဆက်ပြီးပြောရမယ်ဆိုရင်တော့လက်ရှိ sorry ပါနောက်တစ်ယောက်နေနောက်တစ်သတင်းနဲ့ဆက်ပြီး Manchester City City သင်းနဲ့အခုလက်ရှိမှာသူတို့ရဲ့အဓိကကစားသမားဖြစ်တဲ့ကိုယ်သမားဖြစ်တဲ့ Ederson ကဒီနေ့လူရည်ဒီမှာထွက်ခွာတော့မှာဖြစ်ပါတယ်ဒါအူနာနာနဲ့တော့မတူတဲ့ချက်က Ederson ကသူ့ဟာသူဒါကျွန်တော်မနစ်ကစောင်းရသည်ခဲကထွက်ခွာဖို့အတွက်ကြိုးစားခဲ့ပေမဲ့ဒါကျွန်တော်တို့ Pep Guardiola နည်းနဲ့ okay မင်း6လောက်တော့ထပ်နေပြီ6လနေပြီမင်းချက်တဲ့အသင်ကိုပြောင်းဆိုပြီးတော့တရားဝင်ဒါကျွန်တော်တို့တောင်းဆိုခဲ့တယ်သူနဲ့6လဆက်နေပြီးခဲ့တယ် Ederson နေနဲ့အခုလက်ရှိမှာဒါ Manchester City မှာသူ့ရဲ့ဒါကျွန်တော်မနစ်ကလူရည်ဒီခဲက Steven Ortega က အဲ့ဘောဦးဂျန်နာအော်ဒီဂျန်နာအော်ဒီကအော်လီဝါမင်းသမီးကအော်ဒီကအနေနဲ့ဒါကျွန်တော်တို့တခါဒန်ပန်ယန်ကာပေါ့နော်ဒါအိဒါဆန်ကိုကြော်ကြော်ပြီးတော့ဒါကျွန်တော်နေရာရနေတဲ့ဥစ္စာကိုအိဒါဆန်နေနဲ့လုံးဝလုံးဝသဘောမကျအောင်ပက်ကွာလာနေတဲ့အကြီးကျယ်ပြဿနာတွေဖြစ်ခဲ့လို့တော့ဟိုကနေပက်ကွာလာနေတဲ့ပြဿနာဖြစ်ပြီးဆိုအဲ့ကစားသမားရောင်းချကန်မှုတွေရာဂိုင်းလုံးများသွားပြီအဲ့တော့အိဒါဆန်နေနဲ့အခုလက်ရှိဒါကျွန်တော်မနစ်ကမှလည်းဒါပွဲထွက်ခွင့်ရာဂိုင်းလုံးကတဖြည်းဖြည်းနဲ့နေပါလာခဲ့တဲ့အတွက်ကြောင့်မလို့ဒါစီတီအသင်းနေနဲ့အိဒါဆန်ကိုလည်းရောင်းချဖို့အတွက်ဒါကျွန်တော်လက်ရှိမှာစတင်ပြီးစီစဉ်နေတယ်အဲ့စီတီအသင်းနဲ့ဒီညမှာဒါသူတို့ကတော့ ော့ဒေါ်နာမာကိုစိတ်ဝင်စားမယ်ဒေါ်နာမာတစ်ယောက်ထဲကသူတို့ရဲ့ဒါကျွန်တော်ပြစ်မှတ်တစ်ခုတည်းမဟုတ်ဘူးလက်ရှိမှာဒေါ်နာမာကစာချုပ်တန်းရလဲဒါကျွန်တော်တို့ပြန်ကြည့်မယ်ဆိုတတိပဲကျွန်တော်တို့ကသူတို့နည်းစိတ်ဝင်စားနေတာမှန်မဲ့သူတို့ရဲ့နောက်ထပ်ပြစ်မှတ်တစ်ယောက်ကဒါကျွန်တော်တို့ဒါမင်းညက အဲ့တော့ဒီနေ့မနက်စောပိုင်းကပေါ်တူဂီနဲ့အတူဒါစူဖလာရရှိသွားခဲ့တဲ့ဒီယိုဂိုကော့စတာကိုလေပေါ်တူကနေခေါ်ယူခြင်းတယ်။ဒါပေမဲ့ကော့စတာကိုခေါ်ယူခြင်းနဲ့ဆိုရင်တော့ဈေးတော်တော်လေးကိုမြောက်မယ်။ကော့စတာအနေနဲ့လက်ရှိမှာဒါစပေါ်တင်းနဲ့လည်းစာချုပ်ရှိသေးတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့တော်တော်လေးဈေးမြောက်ကြတာဒါတဖြည်းဖြည်းနဲ့ဒေါ်နာရဘာဘတ်ကို move လာလို့ပြောတယ်။အဲ့တော့အီဒါဆန်ကြောင့်ပြန်ပြောရမလို့အီဒါဆန်အနေနဲ့အခုလက်ရှိမှာအီဒါဆန်ကိုယ်တိုင်စာချုပ် တတန်းရလာမဲ့နွေရာဒီမှာကုံတော့မဲ့အတွက်ကြောင့်မလို့တို့အနေနဲ့ဒါအလွတ်နဲ့အီဒါဆန်ကိုထွက်ခွာတာတဲ့ဆိုင်တော့အကဲကြီးလက်ရှိမှာစိတ်ဝင်စားနေတဲ့အသင်းများရှိရင်တော့ဒီနေ့နွေရာဒီမှာတရားဝင်ခေါ်ခွင့်ပေးသွားမယ်လို့သိရတယ်မှာပါဒါပေမဲ့စတီသင်းကဒါအကဲအီဒါဆန်ကိုရောင်းမယ်ဆိုရင်တော့မှကလပ်ဘောကတ်အပြီးမှမှရောင်းဖို့တဲ့ပြင်ဆင်နေတယ်အဲ့တော့ဒီနေ့မှာဒေါနာရောမာကိုဘယ်အသင်းရသွားမလဲမန်ချက်စတာယူနိုက်တက်အသင်းလားစီဒီအသင်းလားဒါပေမဲ့ဒေါနာရောမာအဓိက PSG ကိုယ်တိုင်ကလည်းရောင်းချအောင်မှဖြစ်မယ်လို့မြင်ရတယ်မှာပါ PSG ကလက်ရှိမှာရှဲပါတယ်သူအနေနဲ့ဒေါနာရောမာကိုဘယ်အသင်းမှသူ့နဲ့ပြေးမပြောင်းချင်မယ်နဲ့စာချုပ်အစ်ချုပ်ဆိုဖို့ ဲတွန်းအားပေးနေဖြစ်ဒါပေမဲ့ဒေါ်နာရောမာကိုနိုင်ကလည်းကောလာဟာလာတွေကသူ့အနေနဲ့ပရီးမီးယားလိမှာဆော့ကျင်တဲ့အတွက်ကြောင့်မို့လား United နဲ့ City ကြားတွေကနှစ်သင်းတွေကတသင်းကိုလည်းရွေးသွားနိုင်တယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေတာဖြစ်တယ်အဲ့တော့နှစ်သင်းလုံးကလက်ရှိမှာဒါကျွန်တော်တို့ဒီဂိုးသမားကိုဒါ Euro တန်း40နဲ့35တန်းကြားစီသတ်မှတ်ထားတယ်ဒီထက်လည်းပိုနေနိုင်မယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေဒါပေမဲ့ဒါကျွန်တော်က estimate ပြောပြတယ်အဲ့တော့စာရုပ်သက်တက်တစ်နှစ်ပဲရှိတဲ့ဂိုးသမားကိုတော့ United ဘက်ကရောဒါ City ဘက်ကရောဘယ်စည်းနဲ့ဘလူကန်လန်းတွေတော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ဈေးတူတူကန်လန်းခဲ့ပဲဆိုရင်လေဒီညမှာဒါဂိုးသမားအနေနဲ့ဘယ်အသင်းကိုရွေးသွားမလဲဆိုတာက ကလည်းမြန်မြန်ကြီးကိုစိတ်ဝင်စားဖို့ခေါင်းလာပြီလို့ပြောရင်လည်းကျွန်တော်ကိုတော်ဝင်ပြပါအောင်ဗျဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာကျင်းလို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်မြန်မြန်လေးလည်း clip ဖို့မမိကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4 တို့ link လေးတွေကိုထည့်ပေးထားခြင်းမကြောင့်ဆိုကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါဗျမြန်မြန်လေးလည်း clip ဖို့မမိကြပါနဲ့ဟုတ် မြဲမြဲကလစ်မှာမြဲမြဲနိုင်အောင်ဖြစ်ပါတယ်အားလုံးအကျိုးတူပါတယ်ကောင်းမွန်တော့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ပါစေလို့ဒီညကနေပြီးတော့စုမုံကောင်းတောင်းပေးနေပဲကျွန်တော်တို့ရဲ့နောက်မှ update news တွေနဲ့အတူတွေ့ကြရပါဘော့ဒေးပါဗျာအားလုံးအကျိုးတူပါတယ်မြဲမြဲလေးကလစ်ပြကြပါဗျာမြဲမြဲကလစ်မှာမြဲမြဲနိုင်အောင်ဖြစ်ပါတယ်ဒေးပါပါ